ကဲကျွန်တော်မိတ်ဆွေများရဲ့ဒီနေ့ကမှကန်ဂျိုဘီယာကောင်းနေတဲ့လုပ်ငန်းတွေကိစ္စအလုပ်တွေကန်ကောင်းလက်ရှင်စီအောင်ဝိစဉ်30တဲ့တဲ့အကြောင်းလေးတွေဒီနေ့ကကန်ကောင်းလက်ရှင်စီတဲ့ကဏ္ဍတွေလမ်းပတ်တွေကိုယ့်ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စီဖို့ပြုလုပ်တဲ့ရေရာ ကဲအထောက်ပံ့ရသည်ဖို့ပြုလုပ်ရမယ်ရေရာလေးတွေစသဖြင့်ကျွန်တော်နေ့စဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်ဗျမိတ်ဆွေကိုနေသားသမီးပေါင်းစိတ်ချမ်းသာကိုကျမ်းမရှိနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းစီတဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေခမညာဒီနေ့2025ခုစက်တင်ဘာလ30ရက်အင်္ဂါနေ့တနေ့သာအတွက် တနေ့တာဟောစဉ်လေးဖြစ်ပါလေကြာဒီနေ့ကခொနေသားသမီးမိတ်ဆွေများအနေနဲ့အလုံနေရအိနေရကိစ္စလေးအဆောက်အဦကိစ္စလေးစတုစာချုပ်စာရွက်စာရဲအဖိုးတန်စက်ပစ္စည်းရောင်းဝယ်ဖောက်ကားခြင်းအလုပ်တွေအိမ်တွင်းရေးအိမ်တော်ရေးအုပ်ချုပ်မှုဥပဒေရေးရာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်နေသောနေ့ဖြစ်ပါလေ ဒီနေ့တော့ကံရရဲ့အထောက်ပံ့ရစေဖို့ဆိုရင်အနီရောအညိုရောညံ့ပါတဲ့အဝိစာသုံးဆောင်တွေကိုအာပြုဝိစဉ်သုံးဆွဲတင်ပါတယ်ဒီနေ့တနေ့သာအတွက်ကံကောင်းလက်ရှင်စေတဲ့ကနန်းတွေနံပါတ်တွေကတော့၃ကနန်း၁ကနန်းတို့ဖြစ်ကြပါတယ်ဒီနေ့မမိတ်ဆွေတို့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေ ရောင်းကုန်ပစ္စည်းတွေကိုစတီးစုံလေးတစ်ချောင်းနဲ့အစင်ပြာစတီးစုံလေးတစ်ချောင်းနဲ့တို့ခေါက်ရိုက်ပုတ်ပြီးတော့ဇူတောင်းမှာဒီနေ့ကံပွင့်ကံမြင့်ဈေးဖို့အတွက်ဆိုရင်မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်အုံတို့ခေါက်ဆွဲအေးအုံစင်းရီတမျိုးမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေ ကိုယ်စိတ်နှပြကျမ်းမာချမ်းသာစွာဖြစ်လေလောယဆန္ဒဗန္ဓမြပြေဝတော်ငူနိုင်ကြပါစေခမညာ